မရှင်အမင်္ဂလာပါဘုန်းကြီးရှင်ဘုရားတိတော်နဲ့မြန်မာမှုသတိစီဒီလုံမမကျိုးစပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်အချင်း24လမ်းမှာရွှေရကုံကိုကျွန်တော်တို့ကအထူးရှယ်နဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်လေသာဖောက်မှာကိုကျွန်တော်ဒီဇိုင်းဆွဲပြီးရအောင်ကျွန်တော်မိတ်ဆွေတို့ကိုပြပေးပါမယ်ခင်ဗျကျွန်တော်ဒါကျွန်တော်တို့အချင်း24နှစ်မှရှိတဲ့ရွှေတကုံအထီးပေါ့နော်အဲ့ဒါလေသာဖောက်ဖို့အတွက်ကိုကျွန်တော်ဆွဲထားတဲ့ ဒီဇိုင်းပေါ့နော်ဒီဇိုင်းကတော့ကျွန်တော်တို့ကအများကြီးမပြောင်းလဲဘူးရွှေတကုံဘီသူကကျန်းနေမှာရှိတယ်စောင်းဒီဇိုင်းအတိုင်းပဲကျွန်တော်တို့ကဟိုအများကြီးမပြောင်းလဲပေါ့နော်အဲ့အဲ့ဒီအတိုင်းအတာတွေကိုမြင်ញမ်းပြီးတော့ကျွန်တော်ဆွဲပေးခြင်းဖြစ်ပါတယ်ကျွန်တော်ထီတော့ဟိုဘယ်ထီမဆိုဘူးပေါ့နော်ကျွန်တော်ဒီဇိုင်းကို လေတာဖောက်မယ်ဆိုတော့ဒီဇိုင်းဆွဲထုတ်တယ်ခင်ဗျအဲ ရှယ်တီအထူတွေပေါ့နော်ရှယ်တီအထူတွေနဲ့စတိသားအထူနဲ့ပြုလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့လေဇာဖောက်ဖို့တကိုဆွဲပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒီမှာပေါ့နော်ဒါမုတ်တွေပေါ့အဲမုတ်တွေဆိုလဲကျွန်တော်ကဟိုဒီအကောင်အကောင်လုံးကတော့ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ဆွဲထားတာပေါ့နော်ကျွန်တော်အဲဆိုင်လဲမအပ်ဘူးပေါ့အပ်တာတော့ကျွန်တော်စိတ်တိုင်းမကြလို့ပေါ့နော်ကိုယ်တိုင်ဆွဲပြီးမှရေးထုတ်တယ်ဒါဆိုမှန်ငင်းနေပေါ့နော်ဒါဆိုငမနာပေါ့နော် ခမနာအရွှေတကုံပေမဲ့ကျွန်တော်ကဒီမှာကျွန်တော်ဧည့်သည်အတရကင်းကြိုက်တယ်ဆိုကျွန်တော်တရကင်းထည့်ပြီးတယ်စာကြုံလုံးနဲ့ဆိုစာကြုံလုံးထည့်ပြီးတယ်ပေါ့နော်ဒါတော့ကျွန်တော်ကသူတို့ရဲ့ idea လေးကိုလည်းဟိုပေါင်းဆက်ပြီးတယ်ပေါ့နော်ကျွန်တော်မှန်ခင်ဟုတ်ပါဘူးဒီလိုမျိုးလေးပေါ့နော်ကျွန်တော်က ဟိုအထူး share ဆိုရင်ကျွန်တော်ကဒီလိုမျိုးလေးဖန်တီးပေးထားပါတယ်ကျွန်တော်မိတ်ဆွေတို့လည်းသဘောကျလို့မှာခြင်းလဲဆိုရင်ကျွန်တော် Viber ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးမှာလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ